င်္ဂလာပါခင်ဗျာမီဇီမာရဲ့မေလ20ရက်ဓမီဇီမာပရိုင်တိုင်းမီဇီမာသတင်းအစီအစဉ်ကနေကြိုဆိုပါလေဒီအစီအစဉ်ကိုကျွန်တော်နောင်နောင်နဲ့အတူမီဇီမာဝိုင်းတော်သူဝိုင်းတော်သားတွေကတင်ဆက်ပေးသွားမှာပါဒီနေ့ကြည့်ချုပ်ကြရမယ့်သတင်းတွေကတော့စေရဟယင်နှစ်စင်းကိုပြစ်ချနိုင်ခဲ့တယ်လို့ KIA ကအတည်ပြုလိုက်ပါတယ်တရုတ်ပိုင်လိုင်းဖြတ်တန်းရာနှထိုးကြီးမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒေတာခန့်တွေနေရဲစွန့်ခွာနေကြရပါတယ်အနာသိစက်ကောင်စီက ရွှေခေါင်းလောင်းဆရာတော်ကိုအမှု6မှုနဲ့ထောင်ဒဏ်16နှစ်ကျော်ချမှတ်လိုက်ပါတယ်တပိတ်ကျင်းကိုစက်ကောင်စီကနေရဲဇက်တိုက်လေးချောင်းကနေတိုက်ခိုက်တာကြောင့်လူသေးဆုံးဒဏ်ရာရမှုတွေရှိနေပါတယ်နိုင်ငံတကာသတင်းဖတ်မှာတော့ဂါဇာဒေသအားလုံးကိုထိန်းချုပ်မယ်လို့အစ္စရေးဝန်ကြီးချုပ်ကပြောကြားလိုက်တဲ့သတင်းတွေအပါအဝင် ဒီနေ့အတွက်နောက်ဆုံးရရွှေစင်းနဲ့ငွေစင်းအကြောင်းတွေကိုလည်းတင်ဆက်သွားဖို့ရှိနေပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်ကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်အတွင်းမှာစစ်ကောင်စီလေတပ်က စေရဟရင်နှစ်စင်းကိုပြစ်ချနိုင်ခဲ့တယ်လို့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကမီစီမာကို အတီးပြုပြောပါတယ် ဗမော်မြို့အခြေစိုက်တဲ့စစ်ကောင်စီရဲ့စကခ27ထဲကိုစစ်ကူလာပို့တဲ့စစ်ကောင်စီရဲ့စစ်ရဟရင်3စီးတွေက နှစ်စင်းကိုပြစ်ချနိုင်ခဲ့တာလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဗိုလ်မှူးကြီးနော်ဘူးပြောတဲ့အင်တာဗျူးအပြည့်အစုံကိုနားဆင်ကြည့်ရအောင်ပါခင်ဗျာ။ဟုတ်ကဲ့ပါ။ဒီနေ့ညနေ5:00နာရီတိုင်းမှာတော်တော်လေးကျွန်တော်တို့ပြတာရတော့ 哦，今年呢，哦，我们这个方面确实还蛮重拿嘛，不过现在在什么走路关系打起把了，怎么回事啊？而且你看那个，哦，走路的呃，对他那面那个，呃，不必要再保护，现在到了东北东北这个啊，那集体多了，主要咯，最多的集体啊，呃，哦，我们集体啊，主要咯。 非洲八宝粥也包，都在买的。然后今家的去店铺，老板在五点什么都在排队在等。我前在柜台的到，目前来看我们，是不是别的人嘛，各种各种各种交易的，好干，好干些。 ဝင်လေးကျပထမပိုင်းလေဆရာပြောထားတာဒီအာဗမော်မှာလေချောင်းရောင်မကာကွယ်နိုင်တဲ့အခြေအနေဖြစ်နေလို့တိုက်ပွဲကြာရှည်နေတယ်လို့လည်းပြောထားတာရှိတော့လေလက်ရှိကဒီပြစ်ချနိုင်နေဆိုတာအရင်ကတုံးနေကြလက်နက်တွေပဲလာပေါ့နော်ဒါမှမဟုတ်ဟိုတခြားထပ်ပြီးတော့ဟိုအစစ်မြန်ထားတဲ့လက်နက်နဲ့ပြစ်ချနိုင်တာမျိုးလားဆရာဘလို့အခြေအနေမျိုးလဲမလဲအဲ့တော့တော်လို့လည်းအာတော်နဲ့မတတ်ပြရပါဘူးနော်အဲ့ဒါတို့လည်းအဲ့ဒါပြောတော့တာဖြစ်ရအောင်ဘိုက်ကလည်းတော့ အဲပုံပါတယ်နော်ကျွန်တော်တို့ရတဲ့လက်နဲ့ဒီတရားနာဝိုက်ပစ်တာပေါ့အဲဒါနဲ့ဆုံးမပြရလို့ပြောမှာပေါ့ဟုတ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲဒီကူလာပူတယ်လာပူတဲ့ခြေကအဝန်းပါစင်တဲ့မဲ့ပစ်နေရာဟုတ်ကဲ့ဟုတ်ကဲ့အဲပြင်လာလို့မှတရားတော့စင်တဲ့နိုင်တဲ့သဘောရှိတယ်အဲအဲ့ဒီညမှာပြတာပြပါလေဟုတ်ကဲ့ဟုတ်ကဲ့အဲအခုပေါ့ဗျနေ့တိုင်းအဲဘယ်လိုရှိပါလဲတကယ်ကျွန်တော်တို့ ဒီနေ့ဒီမှဂျင်းတက်ပေါ်ဒီလောက်အလောက်မဟုတ်ဘူးဒါမှကျွန်တော်တို့ရှိတဲ့ဆက်မှာတို့ကအဲလေတော့နဲ့ပုံချက်တက်ခိုက်တာတော့နေသေးရှိပါလားဟုတ်ကဲ့အခုနောက်ထပ်သတင်းတစ်ပုဒ်ကတော့မန္တလေးတိုင်းအမြင့်ချန်ခရိုင်အတွင်းမှာရှိတဲ့တရုတ်ပိုင်လိုင်းဖြတ်တန်းရာနထိုးကြီးမြို့နယ်အတွင်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးဒေသခံတွေဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အစည်းကသိရပါဗျ ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအနေနဲ့မေလ15ရက်နေ့ကစတင်ခဲ့တဲ့စစ်စင်ရေးအတွင်းမြင်းချံနထိုးကြီးတောင်သာနဲ့ငန်းစုံမြို့နယ်တွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပြီးတော့နထိုးကြီးမြို့နယ်မှာ မေလ20ရက်ဒီကနေ့အထိတိုက်ပွဲတွေဖြစ်ပွားနေတာလို့မြို့နယ်ပါအဖကပြောပါတယ်လက်ရှိမှာတော့ နထိုးကြီးမြို့အရှိမြောက်ချမ်းမှာရှိတဲ့ဝက်လူးရွာရဲစခန်းနဲ့အရှိချမ်းမှာရှိတဲ့ထန်းစင်ကျေးရွာအနီးမှာရှိတဲ့တရုတ်ပိုင်လိုင်းဆောက်တက်စခန်းတွေကိုတော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်နေတာဖြစ်ပြီးတော့အနီးအနားကျေးရွာကဒေသခံထောင်ထဲချီပြီးနေရဲစွန့်ခွာ ထွက်ပြေးနေရတယ်လို့သိရပါတယ်စစ်ဘေးရှောင်ပြည်သူတွေကတောထဲတောင်ထဲမှာဖြစ်တယ်လို့နေကြရတယ်။အစားအသောက်တွေနဲ့ရိတ်ခါတွေလိုအပ်နေတဲ့ မိုးဥကာလရောက်လာပြီဖြစ်လို့မိုးကာတွေအထူးလိုအပ်နေပါတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။တိုက်ပွဲတွေကြောင့်ဝက်လူအရှိအလေအနောက်ထန်းစင်နဲ့အနီးအနားကြေးော်တွေဖြစ်ကြတဲ့ထန်းခွာပေးချက်ကနာဂွေးပင်တော်စတဲ့ကြေးော်တွေကဒေသခံတွေဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာပါ။ တိုက်ပွဲဖြစ်ပွားနေချိန်တလျှောက်လုံးမှာစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပြီးတော့အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင်းနေအိမ်တွေပျက်စီးမှုတွေရှိတယ်လို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။လင်းရင်မျိုးစုံသုံးတာ Y12, Jet Fighter, Mi 35အကုန်သုံးနေတာပါ။ Y12 လီရင်တွေကတနေကုန်ပတ်ဝဲပြီးဘုံကျဲနေတာပါ။နေအိမ်ပြက်စီးမှုတော်တော်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်နေစေဆိုတော့စည်ရင်အတိအကျကိုမသိရသေးဘူးလို့တော်လန်ရဲတပ်ဖွဲ့ဝင်တဦးကပြောပါတယ်ဒီကိုမြင့်ဆောင်အညာမြေစစ်စင်ရဲ့ဧရိယာအတွင်းမှာပါဝင်တဲ့မြင်းချန်နဲ့တောင်တာမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတိုက်ပွဲတွေနဲ့ပတ်သက်လို့ပြန်ကြားရေးအဖွဲ့တွေစီကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့တည်င်းထုတ်ပြန်တာမရှိသေးဘူးလို့ဆိုပါတယ် အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့အာနာသိန်းစစ်ကောင်စီကရွှေခေါင်းလောင်းဆရာတော်ခေါ်စိုင်းအေးဆိုသူကိုအမှု6မှုနဲ့ထောင်ဒဏ်16နှစ်နဲ့3လချမှတ်လိုက်တယ်လို့သိရပါတယ်လူမှုကွန်ရက်ပေါ်မှာခရစ်ယာန်ဘာသာရဲ့အစွန်ရောက်တရားတွေဟောပြောတာနဲ့လူ widetilde များလာတဲ့သူကိုစစ်ကောင်စီကရှမ်းပြည်နယ်အရှေ့ပိုင်းတာလီမြို့မှာ ပြီးကြတဲ့2024စက်တင်ဘာလတရက်နေ့ညပိုင်းမှာဖန်စီထိမ့်သိမ့်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်အမှု6ခုနဲ့တရားစွဲဆိုပြီး7လနဲ့73ရက်အကြာအမှုစစ်ဆေးပြီးနောက်2025မေလ15ရက်နေ့မှာထောင်ဒဏ်တွေချမှတ်လိုက်တာလို့စိုင်းအေးရဲ့အမျိုးသမီးဆိုသူကလူမှုကွန်ရက်မှာလိုင်းလွင့်ပြောဆိုခဲ့ပါတယ်။ချွေခေါင်းလောင်းဆရာတော်ကို16နှစ်နဲ့3လအမိန့်ချမှတ်လိုက်ပါတယ်။ကျေးဇူးတော်ချီးမွမ်းပါတယ်။ ဖျားသခင်ကကျွန်တော်အပေါ်မှာကောင်းမြတ်လွန်ပါတယ်အမှုရင်ဆိုင်နေတာက၈လနဲ့၃၃ရက်ကြာပြီးအမှုပေါင်း၆မှုနဲ့တရားဆွဲဆိုထားပါတယ်လို့သူကပြောပါတယ်ဘယ်ပုံမှန်တွင်လဲအမိန်ချမှတ်ခံရတယ်ဆိုတာကိုတော့သူက live stream မှာထည့်သွင်းပြောဆိုတာမရှိခဲ့ပါဘူးလက်ရှိမှာတော့ထောင်ဒဏ်16နှစ်ကျော်ချမှတ်ခံလိုက်ရတဲ့ချွေခေါင်းလောင်းဆရာတော်ခေါ်စိုင်းအေးဆိုသူကိုကျိုင်းတုံထောင်ကိုပြောင်းရွှေ့လိုက်ပြီလို့လည်းသိရပါဗျ။ ရွှေခေါလောက်ဆရာတော်နမေခန်ဆိုင်အေဆိုသူဟာအသက်50ဝန်းကျင်အရွယ်ရှိပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းကြိုက်တုံမြို့ကန်နာလုံရွာဇာတိဖြစ်တယ်လို့သိရပါတယ်။ငယ်စဉ်ကထိုင်းနိုင်ငံမှာနေထိုင်ခဲ့ပြီးခရစ်ယာန်ဘာသာရေးဆိုင်ရာအယူအဆတွေကနေတဆင်းလူငယ်တွေကိုစီးယုံတာဆင်းရဲနွန်ပါသူတွေကိုငွေလှပြီးဘာသာရေးမဲဆွဲတာတွေလုပ်နေတယ်လို့ရှမ်းပြည်နယ်ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ site ဆိုသူဟာရှမ်းပြည်နယ်မြောက်ပိုင်းတိန်နီနဲ့ကုတ်ခိုင်မြို့အနီးမှာရှိတဲ့သူတီထောင်ထားတဲ့ဘာသာရဲနာမည်ခန့်အကြောင်းမှာစစ်ဘဲတင့်ဒေသတွေကကလေးငယ်တွေမိန်းကလေးတွေကိုခေါ်ယူထားပြီးလူအခွင့်ရချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် သူဟာမြန်မာနိုင်ငံဝါဒေတာနာဂါဒေတာကချင်နဲ့ရှမ်းပြည်နယ်တို့အပြင်တရုတ်နိုင်ငံအထိဘာသာရေးနဲ့ပတ်သက်တဲ့စီယုံမှုတွေလုပ်ခဲ့တယ်လို့စုံစမ်းသိရပါတယ်။2023ခုနှစ်မှာမြန်မာနဲ့ထိဆက်နေတဲ့တရုတ်နေဆန်းမျိုးမှာရွံွေတချို့မကောင်းဆိုးဝါးတွေပူးကပ်နေတယ်ဆိုပြီးမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်တရုတ်နိုင်ငံအစိုးရကပြင်းထန်တန်ပေးခဲ့မှုတွေလို့လည်းအဲ့ဒီဖြစ်စဉ်ကိုသိရှိထားသူတွေကပြောပါတယ်။သူ့ရဲ့ဘာသာရေးလှုပ်ရှားမှုတွေဟာ လွဲမှားပြီးအန္တရာယ်ကြီးမားတယ်လို့ဆိုကာဘာသာရေးအသင်းအဖွဲ့တွေကဝေဖန်ခဲ့ကြပါတယ်2012ခုနှစ်ပတ်ဝန်းကျင်မှာကချင်နှစ်ချင်းခရီးယန်အဖွဲ့ချုပ် KBC ကသူတို့ရဲ့ဇုံတွေကိုမလာရောက်ဖို့ဘာသာရေးတရားတွေမဟောဖို့တရားဝင်စာထုတ်တားမြစ်တတိပေးခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်လိတ်ကြကြည်ရွာကိုစစ်ကောင်စီကနှစ်ရက်ဆက်တိုင်လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ဒီတိုက်ခိုက်မှုတွေအတွင်းဒေသခံအမျိုးသားတယောက်သေဆုံးပြီး၅ယောက်ဒဏ်ရာတွေရသွားတယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။မေလ19ရက်မနက်10:30မိနစ်20ဝန်းကျင်အချိန်မှာလိတ်ကျကျေးရွာအတွင်းမှာရှိတဲ့ရွှေလုတ်ကွက်တစ်ခုကိုအာနာသိန်းစစ်ကောင်စီက Jet Fighter နဲ့ ပေါင်300ဘုံတလုံးချေချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဒီတိုက်ခိုက်မှုအတွင်းမှာဒေတာခန့်အမျိုးသားတယောက်တေဆုံးသွားတာဖြစ်ပြီးတော့အမျိုးသား3ယောက်ထိဒဏ်ရာရသွားတာပါ။ဒါအပြင်နေအိမ်3လုံး၊ကားတစ်စီးနဲ့စိုက်ကယ်တစ်စီးလည်းပျက်စီးသွားတယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။ အလားတူမေလ၁၈ရက်နေ့ညနေ9:00နာရီ6မိနစ်အချိန်ကလည်းအဒီလိတ်ကြကြေးရွာကိုပဲစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ရာအမျိုးသား၂ယောက်ဒဏ်ရာရရသွားတယ်လို့ဆိုပါတယ် ။ဒံရရသူတွေစိုးရိမ်စရာတော့မရှိပါဘူး။အခြေအနေကကောင်းပါတယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကကိုရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။အဲ့ဒီတပိတ်ချင်းမျိုးနဲ့လိတ်ကျအကြီးရောကိုတော်လန်ရဲပူပေါင်းတပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီးတော့မြေပြင်ကနေပြန်ပြီးထိုးစစ်ဆင်နိုင်တာမရှိသေးတဲ့။အာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေအခုလိုအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာလို့လည်းသူကဆိုပါတယ်။ ာရာသိန်းစစ်ကောင်စီတပ်ဖွဲ့ဟာတပိတ်ချင်းမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကိုမကြာခဏပြုလုပ်နေတာကြောင့်ဒေသခံတွေအနေနဲ့လေကြောင်းအန်ဒီကိုဂယုပြုနေထိုင်ကြဖို့နဲ့နေအိမ်တွေမှာဘုံခိုကျင်းတွေ တူးထကြဖို့တော်လန်ရေးအင်အားစုတွေကတိုက်တွန်းထားကြပါတယ်။ ြီးခဲ့တဲ့ဧပြီလ16ရက်နေ့နေ့လယ်ပိုင်းအချိန်ကလည်းဒီလိမ့်ကျကြေးရွာမှာရှိတဲ့လူစီကားရနေရာကိုပဲစစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းကနေတိုက်ခိုက်မှုလုပ်ခဲ့တဲ့အတွက်ကလင်းငယ်တွေအပါအဝင်ဒေသခံပြည်သူ73ယောက်ထိတေဆုံးခဲ့ရပါသေးတယ်ခင်ဗျာအခုတော့နိုင်ငံတကာသတင်းတပုတ်ကိုတင်ဆက်ပေးချင်ပါတယ်ဂါဇာဒေသအားလုံးကိုထိန်းချုပ်မယ်လို့အစ္စရေးဝန်ကြီးချုပ်ကပြောကြားလိုက်ပါတယ်ဒီအကြောင်းအပြည့်အစုံကိုဆက်ပြီးကြည့်အောင်ပါခင်ဗျာ ဂါဇာဒေသတစ်ခုလုံးကိုထိန်းချုပ်သွားမယ်လို့ဂါဇာမှာတိုက်ခိုက်မှုတွေအရှိန်မြှင့်ပြုလုပ်နေတဲ့အချိန်အစ္စရေးကဒိန်းလာနေမှာပြောကြားလိုက်ပါတယ်။ဂါဇာဒေသကိုလုံးဝပိတ်ဆို့ထားရကနေအနည်းငယ်ဖြေလျှော့ပေးလိုက်တဲ့အချိန်မှာနှစ်လအတွင်းပထမဆုံးအနေနဲ့အကူအညီအထောက်ပံ့အနည်းငယ်ဝင်ရောက်လာခဲ့ပါတယ်။ မတ်လ2ရက်နေ့ကတည်းကအစ္စရေးကအကူအညီထောက်ပံ့နေဝင်ရောက်မှုကိုပိတ်ဆို့ထားတဲ့အတွက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဂါဇာမှာရှိတဲ့လူနှစ်သန်းဟာငတ်မွတ်နေပါပြီလို့သတိပေးခဲ့ပါတယ်။လူသားချင်းစာနာမှုအကျက်အသေးကြုံတွေ့နေရတဲ့အပေါ်ဝေဖန်မှုတွေမြင့်တက်လာမှုကိုကြုံနေရတဲ့အတွက်ဂါဇာစီအထောက်ပံ့နေအကန့်အသတ်နဲ့ဝင်ရောက်ခွင့်ပြုမယ်လို့အစ္စရေးကပြောပါတယ်။ ကလေးတွေအတွက်ရိတ်ခါတွေအပါအဝင် အထောက်ပံ့ပစ္စည်းတွေတည်ဆောင်လာတဲ့ပထမဆုံးထရက်ကား၅စီးဝင်ရောက်လာခဲ့တယ်လို့လည်းပြောပါရယ်ထရက်ကားကိုစင်ဝင်ရောက်ခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်ဒါပေမဲ့ဒါဟာအရေးကြီးလိုအပ်နေမှုအတွက်သမုတ်တရားတွေကြားတဲ့ရေစက်မျှသာဖြစ်တယ်လို့ကုလလူသားချင်းစာနာအကူအညီပေးရေးအကြီးအကဲ Transflacher ကကြေညာချက်ထုတ်ပြန်ပြီးပြောပါရယ် ဂါဇာဒေသတွင်ဝင်ရောက်လာတဲ့ထရက်ကားအရေအတွက်ကိုအတိမပြုနိုင်တဲ့ကုလပြောရေးဆိုခွင့်ရှိသူစတက်ဖရက်ဒူဂျာရက်ကတတ်မှတ်ထားတဲ့နေရာမှာဘဲပစ္စည်းကိုမှမချရသေးပါမောင်းနေပြီဖြစ်တဲ့အတွက် လုံယုံရေးရစိုးရင်ပူပန်ရတာကြောင့်မချနိုင်ခြင်းဖြစ်ပါတယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့အလုပ်လုပ်လို့မရပါဘူးလို့ပြောကြပါရစေ လူအများပြားငတ်မွနေတဲ့ပုံတွေကြောင့်အစ္စရေးရဲ့တရားဝင်စီရေးဆောင်ရွက်ချက်တွေကိုထိခိုက်လာနိုင်တဲ့အတွက်အကူအညီတွေပြန်လည်ဝင်ရောက်ခွင့်ပြုလိုက်တာလို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကပြောပါတယ်။အစ္စရေးရဲ့စစ်ပွဲဆင်နွှဲပုံနဲ့ပတ်သက်လို့လည်းဗြိတိန်ပြင်သစ်ကနေဒါနိုင်ငံတို့ကပြင်းထန်စွာရှုံချခဲ့ကြပါတယ်။ထိုးစစ်တွေအချိန်မြင့်နေတာကိုမလျှော့ရင်အခိုင်အမာအေးအေးမှုတွေပြုလို့ရလိမ့်မယ်လို့သူတို့ကတတိပေးခဲ့ပါဗျာ တို့ရဲ့ပူးတွဲကြညာချက်ကိုဟာမက်စတိုအတွက်ကြီးမားတဲ့ဆုလဲလို့နေတန်ယာဟုကခေါ်ဆိုခဲ့ပါတယ်။ထိုက်တန်နဲ့နောက်ဆုံးရပြည်တွင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9:00နာရီအထိရရှိထားတဲ့ငွေလဲနှုန်ရွှေဈေးစက်သုံးစီဈေးနဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုမီစီမသတင်းထောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးမှာပါခင်ဗျာ။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်တွေကတော့ American Dollar ကို စစ်ကောင်စီတပ်မတ်စည်2100ချက်ပြင်ပပေါက်စီ4460ချက်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတပ်မတ်စည်1621ချက်ပြင်ပပေါက်စီ3453ချက်ဒူရောပါတီယူရိုကိုစစ်ကောင်စီတပ်မတ်စည်2360တသမာ39ချက်ပြင်ပပေါက်စီ9034ချက်ထိုင်းဘတ်ဘတ်ကိုစစ်ကောင်စီတပ်မတ်စည်63တသမာ၄ချက် ပြင်ပပေါင်စီ135ဒသမ22ကျပ်မလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စီ488ဒသမ83ကျပ်ပြင်ပပေါင်စီ1044ကျပ်ပေါင်စီရှိပါတယ်။ပေါ်ပြပံကိုလည်းလည်းနှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုံတဲ့အတင်းတတ်မှတ်စီ58သိန်း3000ကျပ်ပြင်ပပေါင်စီ94သိန်း 9,695ဘဲတစ်ကြသားကို ရွှေကုန်တဲ့အတင်းသတ်မှတ်စေ53သိန်း9,185ကျပ်ပြင်ပပေါက်စေ80သိန်း3,000ကျပ်ပေါက်စေရှိပါတယ်။ပေါ်ပြပါရွှေစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်တစ်လီတာကို2,320ကျပ်ပရီမီယံဒီဇယ်တစ်လီတာကို2,855ကျပ် အော်ဒိတ်92လီတာကို2950ကျပ်အော်ဒိတ်95လီတာကို2805ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါစက်သုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတစ်ပိတ်သားကို6កောင်စီတတ်မှတ်စီ6525ကျပ်ပြင်ပပေါ့ဈေး9000ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ဓမီစီမပရိုင်တိုင်းမီစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ကြည့်အားပေးရတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဒီစီစဉ်ကိုကျွန်တော်နောင်နောင်ကစူးစီးတင်ဆက်ပေးခဲ့တာပါဓမီစီမပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။